ုကုစုအဖြစ်ပါဝင်လူနှမ်းထားတဲ့လူရှင်များမှာမေတော်ဒေါနီနီခင်မိသားစုမှာတဘဝတခဏချုံငိမ့်သွားတဲ့ကိုအောင်ကျော်သူဝါရီမှန်းပြီးတော့ကုစုပြုထားတာပဲဖြစ်ပါတယ်အဲ့တော့ဤကုစုကံစရနာအမြတ်မြတ်တာတို့ကြောင့်ကိုအောင်ကျော်သူဒီလဲရောက်ရာအရာပုံဌာနမှာအကြွေနှိမ့်ကြတဲ့ဘုံဘဝပုံဌာနတို့ရောက်ရှိနေညာဤကုစုကောင်းမှုကိုသာဓုခွန်နိုင်ပြီးတော့မြင့်မြတ်တဲ့ဘုံဘဝပုံဌာနတို့ရောက်ရှိပါစေလို့ဆုတောင်းမြတ်တာပြုအပ်ပါတယ်ဆိုတော့ ဒီနေရာမှာဥပါဒဏ်နဲ့ပတ်သက်ပြီးတော့မေးထားတဲ့မေးခွန်းကပရိသတ်သောဘက်မှာကြည့်ရင်တော့ဥပါဒဏ်ကတမျိုးပဲရှိတယ်ကြောတဏဥပါဒဏ်အဲ့တဏရှိမှဒေါသနဲ့ထည့်လို့ရဒေါသဥပါဒဏ်ပြီးတော့ကံပေါ့ပြီးတော့မောဟဥပါဒဏ်ကံဒိဋ္ဌိဥပါဒဏ်ကံဆိုတာဥပါဒဏ်နေဥပါဒဏ်နောက်မှဖြစ်တယ်အဲ့တော့ဥပါဒဏ်ကမြန်မာလိုပြောရရင်ဥပါဒဏ်ဆိုတာဆွဲဆွဲလန်းလန်းဖြစ်နေတာဒီဥပါဒဏ်ဘလို့ဆွဲလန်းတာလဲဆိုတော့ဆွဲလန်းတဲ့အချက်က၄ချက်ရှိတယ်တဲ့ဆွဲလန်းတဲ့အချက်၄ချက်ဆိုရင် လေးမျိုးဆိုရင်ဥပါဒါလေးမျိုးလို့ပဲမှတ်အဲ့တော့ကာမဥပါဒံနံပါတ်၁ကနံပါတ်၂ကဒိဋ္ဌုပါဒံနံပါတ်၃ကတိလပတုပါဒံနံပါတ်၄ကအတ္တဝါဒုပါဒံဆိုပြီးတော့ဥပါဒံလေးမျိုးရှိအဲ့တော့ဥပါဒံလေးမျိုးဟာကာမဥပါဒံဆိုတာသာသမီသနီးများနဲ့စီးပွားဥစ္စာတွေကိုခင်တွယ်ပြီးတော့နေတာဒီကာမဥပါဒံအဲ့တော့မြမလိုနားလည်အောင်ပြောရရင်တော့ကိုယ်အိမ်ကနေဘယ်မှမခွာနိုင်တာဥပါဒံပဲအဲတချို့ဆိုတရားစကံမဝင်နိုင်တာတို့ ငါခီးအရတပါတို့မသွားနိုင်တာဆိုတော့ဒီအိမ်ကိုဆွဲလန်းနေတာဒီမိသားစုကိုဆွဲလန်းနေတာဒီပစ္စည်းကိုဆွဲလန်းနေတာဆိုင်လဲဆိုဒီဆိုင်ကိုဆွဲလန်းနေတာအလုံးနဲ့ပြောရင်ဒီလောက်တွေကိုဆွဲလန်းနေတာတည်အဲ့ဒါကာမှုပါလားဒီအာယုံတွေရဲ့အပေါ်မှာဆွဲလန်းနေတာတည်ဥပါဒံအဲ့ဒီဥပါဒံရှိမှဆွဲလန်းတာဖြစ်တဲ့အတွက်ဥပါဒံရှိမှဘယ်သူလဲလို့မင်းဥပါဒံရှိမှတဏှာရှိတယ်ဆွဲလန်းတဲ့အတွက်ဆွဲလန်းတဲ့အလျောက်လုံးနေတာတည်ကံတရားပဲဒါကြောင့်တဏှာဥပါဒံကံဟာတနည်းလုံးမှလဲနေတာဒေါသကြလို့ရှိရင်လည်းဒီတိုင်းပဲ ၎င်းကိုမကျင်တဲ့ပုံကိုတရားကိုအာယုန်ထဲမှာအမြဲတမ်းမကျင်တဲ့စိတ်တွေဖြစ်နေတယ်ဆိုရင်တော့အဲ့ဒါဥပါဒဏ်ဖြစ်တယ်။အဲ့ဒီမကျင်တဲ့အလျောက်ကိုဂိုင်ကံဝစီကံမနောကံနဲ့တောက်ချောက်ကျူးလွန်နေတယ်ဆိုရင်တော့ကံဖြစ်တယ်။အရှိမဒေါသရှိတယ်။ဒါကြောင့်ဒေါသဥပါဒဏ်ကံလို့ပြောတယ်။အဲ့လိုပြောရင်တော့ပရိသတ်သောဘကဘယံနေဆက်လဲလို့မင်းပရိသတ်သောဘကအဲ့ဒီအချိန်မှာအလျောက်နေဆက်တာရှိတယ်။ဒေါသနဲ့ဆိုလို့ရှိရင်တော့အဆုံးအမနေဆက်တယ်ပေါ့။ဒေါသပြင်သောကပရိဒီဝဒုက္ခဒေါမနတဥပါဒဏ်နေဆက်တာမို့လို့ပရိသတ်သောဘကအဆုံးအမနေပြန်ဆက်တယ် ပြီးတော့မောဟဆိုလို့ရှိရင်တော့ပရိစ္ဆေသောဘတ်ကိုအစအနေဖြင့်ဆက်တာဒါကတော့ဇဝိုင်းအနေထားအရာပြောတာဘောမဆိုလို့ရှိရင်တော့ပရိစ္ဆေသောဘတ်အလျံနေဆက်တာဒါကြောင့်ပရိစ္ဆေသောဘတ်ကလူသားတိုင်းနဲ့ဆိုင်တဲ့တရားပဲတူတူရောင်းနဲ့ဆိုင်တာမဟုတ်ဘူးမေဘာသာဝင်မဆိုပရိစ္ဆေသောဘတ်တွေအမြဲတမ်းဆက်နေတာအဲ့ဒါပရိစ္ဆေသောဘတ်အမြဲတမ်းဆက်နေတာတည်းဒါဆက်နေတယ်ဆိုလို့ရှိရင်အနုလုံအဖြစ်လဲနေတာအဲ့ဒီလဲနေတာသစ္စာအနေနဲ့ပြောရင်သမုဒိယသစ္စာပဲအဲသမုဒိယသစ္စာပရိစ္ဆေသောဘတ်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီမှာအနာကမှာဒုက္ခသစ္စာဆိုတာငါဘယ်သွားလဲဘယ်ရောက်လဲလို့ဘာမှမင်းနေရမလို့တက်ရိုက်သိလို့ရတယ်ဒါကာမုပါဒနဲ့ပတ်သက်တဲ့သဘောတရားကိုသားသမီးလေးတွေကိုပိုင်ဆိုင်ထားတဲ့အရာနောက်ဆုံးကိုမွေးထားတဲ့တိလေးတွေပေါ့လိပ်ဆံလေးတွေကိုဆွဲလန်းခင်တွင်းနေတယ်ဒါလည်းဥပါဒံပဲအဲ့တော့ရိုးပြောရရင်တော့ချစ်တယ်လို့ပြောတာပါဒါမှမဟုတ်ဆွဲလန်းနေတာဆွဲလန်းနေတာတဏှာရဲ့အကြီးစားလို့ဘာသာပြန်တယ်ရှင်းမတဏှာအဲ့ဒီတဏှာလေးပြီးတော့မပြည့်စုံရမနေနိုင်မကျွေးရမနေနိုင်မဆောင်ရှောက်ရမနေနိုင်တော့အောင်ကာယကံဝစီကံမြောက်လုံးနေတာတေက အဲ့ဒါကံမြောက်သွားတာအဲ့ဒီကံရဲ့နောက်မှာအဲ့ဒီနားမှာတင်းဆဲထားပြီးတော့ရင်ဒီကံတွေဘယ်တော့အကျိုးပေးမှလဲလို့မင်းသိသွားရင်အဲ့ဒီကံအကျိုးပေးမှာအမှမသိခင်မှာအဲ့ဒီကံတွေမြင်လာရမယ်အဲ့ဒါပရိသတ်တော်ဘတ်ရဲ့သဘောတရားအရာဒီတိုင်းပဲဒါကြောင့်မေဇောဘုရားဘုရားဖြစ်ဘုရားဖြစ်ဖို့ဆင်ခြင်တဲ့နေရာမှာပရိသတ်တော်ဘတ်အင်္ဂါ၁၂ပါးကိုတွားတွေ့တာဩအဲ့ဒီကြောင့်နှစ်အဲ့ဒီကြောင့်အကြောင်းတရားမှာအဝိဇ္ဇာနဲ့တက်တာပဲအဝိဇ္ဇာတဏ္ဍာကြောင့် ိဿမံအကျိုးတရားမှာခန္ဓာ၅ပါးရတယ်အဲ့ဒီခန္ဓာ၅ပါးနေအကြောင်းတရားအနေနဲ့ပြန်ထွက်တာကခန္ဓာကဥပါဒံကံဆိုတဏှာဥပါဒံကံဒေါသဥပါဒံကံမောဟဥပါဒံကံဆိုအကြောင်းတရားအနေနဲ့ပြန်ထွက်တာအကြောင်းတရားအနေနဲ့ပြန်ထွက်တဲ့အတွက်ကြောင့်အကျိုးတရားဒုက္ခသစ္စာဆိုတာထူထောင်နေရလဲမလို့ဆိုဘယ်ဘယ်တင်ဘယ်နဲ့မှလည်းမေးတယ်မလို့ပဲနဲ့ပြိဿံသောဘက်ကိုကြည့်ချင်းအဖြစ်ငါဘယ်လိုဖြစ်နေလဲဆိုတာကိုတိုက်ရိုက်သိနိုင်တယ်ဒါကြောင့် ကိုသားသမီးကိုသနီးမယားကိုစည်းဝါးနဲ့ကိုရဲ့လေယာကန်းကျွန်းနဲ့ကိုပိုင်းနဲ့ဆိုင်နဲ့စသည်စီတင်ဥစ္စာတွေကိုဆွေသလန်ခင်မင်ဖြစ်နေတော့ဒါဥပဒဏ်ပဲအဲ့ဒီဥပဒဏ်နောက်မှာကံဖြစ်တယ်ဒါအကုသိုလ်ဘက်ကကုသိုလ်ဘက်ကပြောလို့ရှင်လဲမနေ့ပြန်အလှူရှိတယ်အဲ့ဒီအလှူကိုဆွေလန်းနေတယ်မနေ့ပြန်အလှူအတွက်စိတ်ထဲမှာပြင်ဆင်နေတယ်ဒါဥပဒဏ်ပဲဒါကံဘက်ကပြောတာဒါကုသိုလ်ကံဘက်ကဖြစ်တဲ့ဥပဒဏ်အကုသိုလ်ကံဘက်ကရှိတဲ့ဥပဒဏ်သို့တော့ကံမှန်ရင်တော့ပရိသတ်သုံးပတ်ဒီဥပဒနာသမားကမှာတော့ကံမှန်ရင်အလုံးကိုဖြတ် တော့သို့တော့ယန္တာမဖြစ်သေးတဲ့အတွက်ကံတွေကတော့အကျိုးပေးအောင်ပဲယန္တာများဖျားများကြတော့ကုသလံကုသလံဇာဟာကုသလည်းမရှိတော့ဘူးအကုသလည်းမရှိတော့ဘူး तू ကကိရိတာအနုတရားကိုအကုန်လုံးပယ်ထားတဲ့အတွက် तू ကဇာဟာအဇာဆိုပယ်တက်လိုက်ဒါကကြိုပြီးတော့ကြော်ပြောလိုက်တယ်ဒါကာမှုပါဒံတစ်ချက်ပြီးတော့ဒိဋ္ဌုပါဒံဒိဋ္ဌုပါဒံမှာမိစ္ဆာလေးတွေ62ပါးပေါ့အယူဝါဒအပြင်မှားယွင်းနေတာအယူဝါဒအပြင်မှားယွင်းတာကိုလက်ခံနေတာဒိဋ္ဌုပါဒံ အဲ့ဒီမှာ62ပါးကိုခွဲလိုက်တော့ဒီဘက်ကနိရတမိစ္ဆာဒိဋ္ဌိ3ပါးနဲ့တက္ကရာတတ္တရာအုပ်စိတာ3ပါးနှစ်ပုံပုံလိုက်တယ်အဲ62ပါးမှာဒီအကြောင်းပဲဝါဒအာကရိယအာအယဒုက္ခဒိဋ္ဌိအကျိုးပဲဝါဒအာကရိယဒိဋ္ဌိနတ္တိကဝါဒဆိုတာအကြောင်းပြို2မျိုးလုံးပယ်လိုက်တာဒီဒိဋ္ဌိ3မျိုးဟာအနိရတမိစ္ဆာဒိဋ္ဌိဒေတာနဲ့သူကငရဲကြတဲ့ဒိဋ္ဌိမျိုးအဲ့တော့အဲ့ဒီအယူကြီးကိုဆွဲလန်းပြီးတော့အဲ့ဒီဝါဒကြီးကိုကျင့်သုံးနေတာဒီဘယ်သူမှပြင်လို့မရအောင်ကျင့်သုံးနေတာကို လင်းနောင်နေတာကိုဒိဋ္ထုပါဒံလို့ပြောတာဗုဒ္ဓဘာသာများကြတော့ဝိပဿနာတရားအထုတ်တယ်ဆိုတာတက္ကရာဒိဋ္ဌိရဲ့သတ္တရာဒိဋ္ဌိရဲ့အုပ်စိတာဒိဋ္ဌိသုံးပါးကိုအပွားဉာဏ်အသိဉာဏ်နဲ့ဆိုတော့နံပါတ်1အသိဉာဏ်နံပါတ်2အပွားဉာဏ်နဲ့ဖယ်ထုတ်တာဝိပဿနာအထုတ်တယ်လို့ပြောတာဘာလို့လဲဆိုတော့ဒိဋ္ဌိရှိနေရင်နိဗ္ဗာန်လက်မခံဘူးတော့ငါခန္ဓာငါကိုယ်ငါဟာငါကောင်းငါချင်ငါလဲဆိုရယူထားတဲ့တက္ကရာဒိဋ္ဌိကိုတိတ်ချက်ပယ်ရတယ် နှစ်ချက်ကဒီခန္ဓာကိုယ်ကြီးကမြဲနေတယ်လို့ပြောဒါခန္ဓာအောင်မြဲတယ်လို့ပြောတာဒါစအရာပြောတာတရားတော်အရာပြောရရင်ခန္ဓာမြဲတယ်လို့ပြောတာမဒီနားနေတာကြီးကမပြောက်သေးပါလားလို့ထင်းနေတာကွာတတ္တရဒိဋ္ဌိဖြစ်တယ်ပြောက်သွားတော့လည်းနာတာကြီးမရှိတော့ပါလားယူရပါဦးအုပ်စိတာဒိဋ္ဌိအဲ့ဒါကဒိဋ္ဌုပါပြီးတော့သီလပရုပါဒံပါကြတော့သူကပါလဲလို့မေးမှားယွင်းတာကျင့်တဲ့အကျင့်ကိုသီလပရုပါဆိုကြပါသူတတ္တလို့စားတာဒါတတ္တလို့စားတဲ့သူတွေပုတ်ခတ်တာပြောပြောတာပုတ်ခတ်ပြီးတော့ပြောတာမဟုတ်ဘူး နောက်တစ်ခါဝစီပိတ်ကျင်းတာတန်တလောစားတာဝစီပိတ်ကျင်းတာနောက်တစ်ခါအိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီနေ့သေးတယ်ဒီနေ့သေးတယ်လူအယုကိုခန္ဓာကိုယ်တုတ်ပြီးတော့ကျင်းတယ်အဲ့ဒါဒီအားလုံးက၅ပါးသီလနဲ့လည်းမဆိုင်ဘူးလို့၈ပါးသီလ၁၀ပါးသီလ၂၂၈ဘယ်သီလနဲ့မှမဆိုင်တဲ့အတွက်မာယွန်းစွာကျင့်နေတဲ့ဆွေဒလန်ကျင့်နေတဲ့အချင်းကိုတိလပတုပါတာတိလနဲ့ဆန့်ကျင်တဲ့အချင်းပဲဆိုတော့တန်တန်သောစားလာတိလနဲ့ဘာမှမဆိုင်ဘူးဝစီပိတ်ကျင့်တာတိလနဲ့ဘာမှမဆိုင်ဘူးရန်တော်များဝစီပိတ်ကျင့်အာဘတ်တောင်တင့်တယ်နောက်တော့တန်တန်သောစားတန်တန်သောစားလာဆိုတာလည်း သူကဘာနဲ့မှမဆိုင်တဲ့ကိစ္စပဲသူကစားသောက်နဲ့ပတ်သက်ပြီးဒါဟိုတနေ့ကလည်းဟောခဲ့ပြီးပြီအဲ့ဒါကိုတေလာဘတုပါတာဒီအဲ့ဒါကြီးကိုဘယ်သူမှပြောလို့မရအောင်အမှန်ပဲလို့ထင်ပြီးတော့ကျင့်နေတော့တေလာဘတုပါတာတို့ကြောင့်ခွေလို့ကျင့်တယ်နွားလို့ကျင့်တယ်ပုံနည်းရလို့ပုံနာလို့တေးနေတေးနည်းရလို့ပုံနာလို့ပေါ့ဒါအိန္ဒိယမှာရှိတဲ့ဇတ်ထုတ်ပဲအခုလည်းတကယ်အဲ့တိုင်းကျင့်နေတယ်အဲ့လိုအချင်းမျိုးတည်တေလာဘတုပါတန်ဒီတေလာမှားရုံနဲ့အပေါ်မှာမကောင်းတဲ့အချင်းရဲ့ပုံမှာဆွေလန်ကျင့်နေရတေလာဘတုပါတန်လို့ပြောတာပြီးတော့ အတ္တဝါရုပါဏံကြတော့အိမ်ထဲမှာကိုရှိတယ်။ဟိုကထင်းထင်းရှားရှားပဲ။ဘာလဲလို့မင်းဒီအိမ်မှာငါပြောတာမှအမှန်ပဲ။ငါလှုပ်တာမှအမှန်။ဒီဆိုင်မှာငါလှုပ်တာမှအမှန်။ဒီဆိုင်တန်းကငါပြောတာမှအမှန်ပဲ။ဘသူပြောတယ်မှမမှန်ဘူးဆိုတော့ဘသူတကားမှငါလည်းမခံနိုင်ဘူးဆိုတော့ငါအယူမှအယူငါလှုပ်တာမှအမှန်ပဲလို့ပြောတာအတ္တဝါရုပါဏံအဲ့ဒါဖြုတ်ပါတာခက်တဲ့ကိစ္စပဲ။ဒါကြောင့်ဒါကြောင့်မလို့ကာမုပါဏံဒိဋ္ဌုပါဏံသီလပတုပါဏံတော့ပြီးတော့အတ္တဝါရုပါဏံခေါင်းကပြောတယ်အတ္တဝါရုပါဏံဒီဆိုင်ထဲမှာဒီလုံးကြုံထဲမှာ ဒီနေရာမှာဒီမိသားစုထဲမှာငါစကားသားလင်းရဲ့အဓိကကြတယ်ငါပြောလာမှအမှန်ပဲဆိုဘာပဲဖြစ်နေနေ तू ပြောတဲ့ဝါဒတိတာအမှန်ပဲ तू ကျင်းသုံးတဲ့ဝါဒတိတာအမှန်ပဲ तू ပြောတာတိတာအမှန်ပဲလို့ယူထားတဲ့ပုဂ္ဂိုလ်များကြတော့အတ္တဝါဒုပါဒါကြောင့်ရှင်တာရိပုတ္တရာနဲ့ရှင်မကုရိကာတို့အမေးဖြေလောက်တဲ့နေရာမှာရှင်မဘာဖြစ်လို့နိဗ္ဗာန်ကိုလိုချင်လို့ကျင်လာတယ်လို့မိတဲ့အခါမှာရှင်မကုရိကာကဥပဒဏ်ချုပ်တဲ့နိဗ္ဗာန်အလို့ငါဆိုဆွမ်းနှမှုဥပဒဏ်နေချုပ်တဲ့နိဗ္ဗာန်အလို့ငါဥပဒနာတရားအာထုတ်တယ်ဝါဝဉဏ်မဉဏ်ဖုံညာရအောင်အာထုတ်တယ်လို့ဒီလိုဖြေသွားတာ ဆွတဲ့ခါကျတော့လူတယောက်ဒီကနေ့မှလည်းအဲ့ဒီဥပါဒဏ်တွေကအရင်ဆုံးဆွဲကတ်တာရှေ့မှာတဏှာရှိမယ်ဥပါဒဏ်ရှိမယ်ကံရှိမယ်အဲ့တော့အဲ့ဒီဥပါဒဏ်ကလည်းကာမဥပါဒဏ်သာသမီဇနီးများဆွဲလန်းတယ်ဒိဋ္ဌုပါဒဏ်အယူမှားတာကိုငါခန္ဓာကိုယ်လို့ထင်ထားတယ်ဒိဋ္ဌုပါဒဏ်ပြီးတော့အတ္တဝါရုပါဒဏ်အဒီတိုင်းရှိနေတာဒီတိုင်းကြီးနေတာကိုငါကအမှန်လို့ထင်တာငါပြောတယ်မှအမှန်လို့အတ္တဝါရုတိလံပတုပါဒဏ်တိလံနဲ့ဆန့်ကျင်တဲ့အချက်တွေရှိနေတာဒါဒီကနေ့မှဒီဥပါဒဏ်၄မျိုး၃မျိုးမျိုးဝင်ကတ်တာပဲဒါတချို့က၂မျိုးကတ်တယ်တချို့က၃မျိုးကတ်တယ်ဒါကြောင့်လူတသိန်းတည်လို့တရား သူကလေးကိုမရဘူးဆိုတာဒီဥပါဒံဆွဲလန်းမှုတွေကြောင့်အိမ်မှာပြန်ကပ်ဖြစ်တယ်အိမ်နီးနားမှာဖြစ်တယ်အိမ်မော်ပြန်ဆွဲဖြစ်တယ်အဲ့ဒါတွေအားလုံးဟာဥပါဒံရှိလို့ဥပါဒံရှိမှဘာလို့ရှိလဲလို့မေးရင်ဒေါသဥပါဒံဒေါသတဏ္ဍာဆိုကြမောဟဒီကိလေသာတွေကခေါင်းတွဲနေနဲ့နောက်ကနေလိုက်ပေးတယ်ဥပါဒံကမလို့ရမနေနိုင်အောင်ဆွဲလန်းတယ်ကံကြတော့လှုပ်လိုက်တယ်ဒါကြောင့်ဥပါဒံရှိမှနောက်မှကံရှိမှကံကြတော့ လောဘဒေါသမောဟတရားတွေကိုဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဉာဏ်နဲ့ဖြုတ်မှရတယ်။အဲ့ဒီဉာဏ်ဖြုတ်မဲ့ဉာဏ်ကလည်းဝိပဿနာဉာဏ်ဖြစ်ရမယ်။ဒါကြောင့်ဝိပဿနာဉာဏ်ပြီးတော့မဉာဏ်ပြီးတော့နိဗ္ဗာန်။ဒါကြောင့်ဝိပဿနာဉာဏ်ဒီမဖြစ်မနေအထောက်အမဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ကိုယ်ခန္ဓာကိုယ်ထဲမှာဘယ်ရမှမဆွဲလန်းတဲ့အရာရဲ့ပေါ်ပေါ်တန်နေတတ်တဲ့အရာရဲ့ပေါ်ပေါ်ပြုလုပ်မဲ့အရာရဲ့ပေါ်ပေါ်အဲ့ဒါကိုဉာဏ်နဲ့ဆင်ခြင်ပြီးတော့ရှုလိုက်ရအောင်။ဩအားလုံးကအနိစ္စပါလားဆိုအနိစ္စကိုသိလိုက်တာ။တော့ဥပါဒဏ်မတွေ့ဘူးအနိစ္စကိုတွေ့တာ ကံမတွေ့ဘူးအနေဆောင်တွေ့တယ်။တဏှာမတွေ့ဘူးအနေဆောင်တွေ့တယ်။အဲ့တော့အနေဆောင်တွေ့မှဝိပဿနာဖြစ်တဲ့အတွက်ဝိပဿနာဖြစ်မှအေးငြိမ့်တဲ့ဘဝនិရောဓသစ္စာကိုရတာဖြစ်တဲ့အတွက်ကြောင့်និရောဓသစ္စာစိုက်အောင်ကျင့်နိုင်တော့ယောဂီသူတော်တနည်းဖြစ်ကြပါစေ။ဒီနေ့သာသနာပြုဓမ္မအလှူနဝကာမ အမနာဒါနာတရားအလှပေးကြတဲ့အလို့ရှင်များမှာတခါတော့ဥကိုကြီးတခါတော့ဥအောင်မြင့်မြတ်တခါတော့ဥတင်မြင့်တို့ပဲဖြစ်ပါတယ်ဤကုသိုလ်ရှင်တို့တရားဥစဉ်ဖြစ်သောဖေးအနေနဲ့အမျိုးမျိုးမှကင်းစင်လွင့်ပြပြတော့ဤဘဝဤခန္ဓာနဲ့ပင်ဤသာသနာတော်တွင်၌အဘယ်လေးပါတခါပြပိုင်ပိတ်တော်သောတာပန်အရိယသူတော်ကောင်းတွေဖြစ်ပါစေလို့ဆုတောင်းမြတ်တာပို့ပါတယ်အဲ့တော့ဝိညာဉ်နဲ့ခန္ဓာကိုအမြဲတမ်းတည်တည်နေတယ်ဆိုတဲ့သဘောမှာခန္ဓာ၅ပါးကတော့တပေါင်းနဲ့ဖြစ်တယ် ်တပေါင်းနဲ့ပြက်တယ်သို့တော့နားမကြားတယ်လို့တီးလိုက်ရင်ဒါဝိညာဉ်နဲ့ခန္ဓာဥသိတာညာသောအပြင်တော့ဝိညာဉ်နဲ့ခန္ဓာဥသိပြီးတော့ဖြစ်တယ်လို့ထင်ရတယ်သို့တော့ဥသိတာပဲသို့တော့အတွဲလိုက်ကပါပြီးသားပဲကြားတယ်လို့မှတ်ရင်ဒါတင်ရခန္ဓာနားတယ်လို့သိရင်ဒါဝိညာဉ်နဲ့ခန္ဓာနားနေတာကြီးကိုခံစားနေရတယ်ဆိုလို့ရှိရင်ဒါဝေဒနာခန္ဓာအဲ့ဒါကိုပြုပြင်စေတော်တယ်ဆိုရင်တော့တင်ရခန္ဓာဒါရုပ်ခန္ဓာကတော့ ဒီထဲမှာအကြည့်တဲ့အနေနဲ့ပါပြီးသားမို့လို့ဖြစ်ရင်လည်းအတူတူဖြစ်တယ်ပြက်ရင်လည်းအတူတူဖြစ်တယ်တပေါင်းနဲ့ဖြစ်ပြီးတော့တပေါင်းနဲ့ပြက်တာခန္ဓာ၅ပါးပဲသို့တော့ကြားနေလို့သိရင်တော့ဒါဝိညာဉ်နဲ့ခန္ဓာအုပ်စီးတာပေါ့ကြားနေလို့ခံစားနေရတာကောင်းလိုက်တာဆိုရင်တော့ဒါဝိဒနဲ့ခန္ဓာအုပ်စီးနေတာပဲဆိုတော့ဘသူဘသူကမှအရင်ဖြစ်ပြီးတော့ဘသူကအရင်ပြက်တယ်ဆိုတာမရှိဘူးအတူတူဖြစ်တယ်အတူတူပြက်တယ်ဥစီးတယ်နောက်လိုက်တယ်နောက်လိုက်တယ်ဥစီးတယ်ဒါပါပဲအဲ့တော့ယိမန္တနာရှုတဲ့အခါမှာ ယောဂီပုဂ္ဂိုလ်ကဝိပဿနာတစ်ခါရှုတိုင်းမှာ သစ္စာတစ်ကြိမ်စိုက်တယ်။ဘုံဘုံတို့တရားသခန်းတွေမှာတရားဟောတဲ့အခါမှာတစ်ကြိမ်ဟောတဏှာကြီးဟောလို့ရှိရင်သစ္စာတစ်ကြိမ်ပဲစိုက်ပြတယ်။အဲသစ္စာစိုက်လို့တဏှာကြီးပြင်ရင်ဒါတရားပြီးကြပဲ။အဲ့တော့ဒီမှာကြတော့ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ဟာတစ်ကြိမ်ရှုတိုင်းမှာသစ္စာလေးချက်စိုက်ရတယ်။တစ်ကြိမ်ရှုတိုင်းမှာသစ္စာလေးချက်စိုက်တယ်။အဲ့တော့သစ္စာလေးချက်စိုက်တိုင်းမှာအဲ့ဒီဝိပဿနာဒီအာကြီးတဲ့ဝိပဿနာဖြစ်တယ်။နောက်တစ်ချက်ကမဂ်ကင်၅ပါးဖြစ်သွားတယ်။ တကြိမ်ရှုတိုင်းမှာသစ္စာလေးချက်ဆိုက်ရပါတယ်အဲ့တော့ဝိပဿနာရှုတယ်ဆိုဝိပဿနာရှုတယ်ဆိုတာခန္ဓာမှာရှုတာပဲသို့တော့အပုံပုံလိုက်ရင်၄ပုံကာယဝေဒနာရဲ့စိတ်တိုင်းဓမ္မဘယ်ဟာပဲရှုနေနေအပြက်ကိုတွေ့ရအပြက်ကိုတွေ့မှဝိပဿနာဖြစ်တယ်ဆိုကြပါတော့စိတ်ကိုရှုတယ်စိတ်ကိုတွေ့နေစေရင်အဲ့ဒါတမထဖြစ်နေဝေဒနာကိုရှုတယ်ဝေဒနာကြီးကိုတွေ့နေစေတဲ့တမထနောက်တစ်ခါရုပ်ကိုရှုတယ်ရုပ်ကိုတွေ့နေစေရင်အဲ့ဒါတမထပဲ ဓမ္မသဘောကိုရှုတယ်ဓမ္မသဘောကြီးကိုထပ်တွေ့နေသေးတယ်တမထဒီမှာကကြတော့အဲ့လိုမဟုတ်ဘူးရုပ်ကိုရှုလို့ရုပ်ကိုမတွေ့တော့ဘဲနဲ့ရုပ်ရဲ့အနိစ္စတွေ့ရမယ်ဝေဒနာရှုရင်ဝေဒနာရဲ့အနိစ္စတွေ့ရမယ်အဲ့ဒီခါကြတော့မှဝေဒနာကအနိစ္စမရှိတာကလက္ခဏာသိလိုက်တာကဉာဏ်ပေါင်းလိုက်တော့အနိစ္စလက္ခဏာဉာဏ်အဲ့ဒါဆိုဘယ်သူမှမမေ့နဲ့ဝိပဿနာဖြစ်ပြီအဲ့ဒါကိုဒုက္ခအနိစ္စအနတ္တအတူတူပဲတစ်ချက်တည်းပါပဲအတူတူပါပဲ